မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မန္တလေးမိုးကုတ်လန်းဖော်တော်လန်းစုံကိုပြန်လည်သိမ်းယူထိန်းချုပ်နိုင်တဲ့စုပ်စုတွေကမိုးကုတ်မြို့ဘက်ကိုဆက်လက်စစ်ကြောင်းထိုးနေပြီးတော့ဖော်တော်ကျေးရွာအထက်နှမိုင်ကန့်အကွာညောင်မင်သာကျေးရွာအနီးမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေရလို့စစ်ရေးသတင်းမြစ်တွေကအမှတ်ပီကိုပြောပါရယ်မန္တလေးစင်ကူမိုးကုတ်လန်းပေါ်ပြန်လည်ခြေချနိုင်ဖို့နဲ့မန္တလေးစင်ကူမိုးကုတ် တပိတ်ချင်းထိချိုက်ဗမော်ဖြူဟာလမ်းပေါ်ကအချက်အချာကြတဲ့ဖော်တော်လမ်းစုံကိုပြန်ရဖို့စုံစုကလေကြောင်းလက်နက်ကြီးတွေဒရုန်းတွေအားပြုကလာနေချီကြထိုးစစ်ဆင်ခဲ့ပြီးနောက်အော်တိုဘားလ14ရက်မှာဖော်တော်လမ်းစုံကိုပြန်လည်ထိန်းချုပ်သွားတာပဲဖြစ်ပါတယ်။ဖော်တော်လမ်းစုံရဲ့အထက်မိုင်90ခန်းအကွာမှာမိုးကုတ်မြို့ရှိပြီးတော့လမ်းစုံရဲ့အောက်ဖက်မှာစင်ကူးမြို့ရှိကလက်ရှိမှာတော့စုံစုကဖော်တော်လမ်းစုံကနေမိုးကုတ်ဘက်ကို၈၀တိုးလာလို့ ဖော်တော်မိုးကုတ်လမ်းပေါ်စုပ်စုနဲ့တော်လန်ရေးတက်တွေတိုက်ပွဲဖြစ်နေတာလို့စည်ရေးတဲ့ရဲမြက်က MFB ကိုပြောပါရတယ်။တိုက်ပွဲဖြစ်နေတဲ့ဖော်တော်နဲ့ညောင်မင်းသားကျေးရွာတွေကိုစုပ်စုက လေချောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတယ်လို့လည်းတော်လန်ရေးအင်အားစုတွေကပြောပါရတယ်။ဖော်တော်မိုးကုတ်လမ်းမှာတပိတ်ချင်းမြို့နယ်တွင်ကညောင်မင်းသားပိုးဆောင်တွင်နဲ့ကြောင်လဲပင်ကျေးရွာ၃ရွာရှိပြီးတော့ကြောင်လဲပင်ကျေးရွာရဲ့အရှိတ်တမိုင်ခန့်အကွာမှာတော်လန်ရေးတက်တွေတည်ယူထားတဲ့စုပ်စုရဲ့ခြေလင်းတရင် ခလာရ14ရှစ်ရှိပါတယ်။လက်ရှိဖော်တော်ကနေ80တိုးနိုင်ဖို့ကြိုးစားနေတဲ့စိုးစုတွေဟာခလာရ14ရှစ်စကန်သို့မဟုတ်မိုးကုံမြို့အထိထိုးပေါက်တာ ရှိမရှိစောင့်ကြည့်နေပြီးတော့စိုးစုအနေနဲ့ခလာရ14ရှစ်ကိုခြေကုပ်ယူပြီးစစ်ကြောင်းတွေဆက်လက်ဖြန့်ထိုးတာမျိုးလဲဖြစ်လာနိုင်တယ်လို့သတင်းရတချို့ကသုံးသပ်ပါတယ်။ ဒါအပြင်ခုနမရွာနီစစ်စကန်နေတဲ့ခူအောင်နေတဲ့နေရာကနေဖော်တော်လန်းစုံအထိဖောက်ထွက်လာနိုင်တဲ့ဆိုးဆူဟာတပိတ်ချင်းမြို့နယ်တောင်ဘက်ချမ်းနဲ့စင်ကူးဘက်ကိုဆက်တိုးလာတာမရှိသေးပေမဲ့မရယာဘက်ကနေတိုးလာတဲ့ဆိုးဆင်းနဲ့ပေါင်ပြီးအဆိုပါဒေသတွေကိုညှက်ထိုးနိုင်တယ်လို့လည်းတော်လိုင်းတပ်ဖွဲ့တွေကသုံးသပ်ပါတယ်။2024ကဖြစ်ပွားခဲ့တဲ့တပိတ်ချင်းမြို့နယ်တိုက်ပွဲတွေမှာဆက်ရှုံးပြီးတော့ခုနမိုင်နဲ့တွင်းငယ်ရွာအနီး နောက်ဆုံးလက်ကျန်စစ်ကန်းနေတဲ့တနစ်ကန့်ကြာခူအောင်နေတဲ့စိုးစုဟာလေချောင်းအားကိုတရုတ်အားကိုနဲ့အင်အားဖြစ်ကတော်လန်ရေးတပ်ဖွဲ့တွေရဲ့ငလင်ကြောင့်အပြစ်ရတာကိုအခွင့်ကောင်းယူပြီးပြီးခဲ့တဲ့ဇွန်လကစလို့ခူအောင်ရနေရာကနေဖောက်ထွက်ထိုးစစ်ဆင်လာပြီးတော့ဇူလိုင်လထဲမှာတပိတ်ချင်းမြို့နယ်ကိုပြန်ထိန်းချုပ်နိုင်ခဲ့သလိုလက်ရှိမှာမုတ်ကုတ်မန္တလေးလမ်းမိုက်ထိအခုလိုထိုးစစ်ဆင်ဖောက်ထွက်လာတာပဲဖြစ်ပါတယ်။ မန္တလေးမြို့ကလည်းဖော်တော်လန်းဆောင်ကိုပြန်လည်ထိန်းချုပ်နိုင်တဲ့ဆိုးစုဟာအော်တိုဘာလာ14ရက်ကကျေးရွာတွင်မပြေးနိုင်ပဲစံနေတဲ့ဒေသခံတရာစင်ခန့်ကိုတက်ဖြတ်ခဲ့သလိုခီးသွားကားတစီလည်းဒရုန်းနဲ့ပုံကျဲလို့ခီးသွားပြည်သူအမျိုးသမီး3ဦးအဆက်အသွယ်ပြတ်ကပျောက်ဆုံးနေရလို့ဒေသခံတွေကပြောပါတယ်။တိုက်ပွဲတွေကြောင့်အော်တိုဘာလာ14ရက်ကစတော့မိုးကုတ်ဖော်တော်မန္တလေးကလန်းသွားလာအုံပြူနိုင်တာမရှိပဲလမ်းကြောင်းပိတ်ဆို့နေတယ်လို့ဆိုပါတယ်။